နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတဲ့တနင်္လာရီမြို့နယ်ကကြေးလက်ဒေသတွေကိုစစ်ကောင်စီတပ်ကစားတောက်ကုံတဲယူခွေလုံးဝကတ်တက်လိုက်တာနှစ်လနီးပါးရှိလာပါပြီ။စစ်ကောင်စီကဖြက်လေးဖြက်စနစ်ကျစ်သုံးပြီးတနင်္လာရီမြို့နယ်ကိုပိတ်ဆို့ဖျက်တောက်ထားတာကြောင့်ဒေသရင်းမှာဆန်နစ်စားတောက်ကုံပြည့်လူနေပါဖြစ်နေပြီလို့ဒေသခံတွေနဲ့တော်လှန်ရေးအသိုင်းအဝိုင်းစီကစုံစမ်းသိရှိရပါတယ်။ စစ်ကောင်စီတပ်ဟာတနင်္သာရီညနေခင်းကတနင်္သာရီမောရောင်ကားလမ်းကိုပြန်လည်ထိန်းချုပ်နိုင်ဖို့ထိုးစစ်ဆင်နေတာ9လကျော်လာပြီဖြစ်ပြီးနှစ်ဖက်တိုက်ပွဲတွေလည်းဆက်တိုက်ဆိုသလိုပြင်းထန်နေတာပါပြီးခဲ့တဲ့လကစလို့မြေမျိုးအထွက်ကကျေးနန်းနိုင်တရားစစ်ကောင်စီဂိမ်းမှာတနင်္သာရီညနေခင်းကကျေးလက်ဒေသတွေကို တင်ပို့မဲ့စားတောက်ကုန်တင်ကဈေးကားနဲ့ဈေးဆိုင်ကယ်တွေကိုစစ်တပ်ကစတင်ဖမ်းဆီးခဲ့တာပါ လက်တလုံးမှာအဓိကစားတော့ကုန်ဖြစ်တဲ့စံပြက်လက်နေတာနဲ့ပတ်သက်လို့ တနင်္လာရီမြို့နယ်မော်တုံးကြီးရွာအုပ်စုကစပားစိတ်တောင်သူတို့ကအခုလိုပြောပြပါဗျ။အေးရောက်ပြီနဲ့သူတို့တွေအရှိလာလေးအရှိလာလေးတော့ရောက်ပြီနဲ့အခုတော့လောဝဲနေအနေနဲ့ကမှလောဝဲတာလောလောဝဲတလောင်းမရတဲ့အချိန်ဒီပြောပြီ။ကောက်တူလေးတဲ့နေပြီးတော့ဘလို့ရဲ့လူအချင်းလေးဖြစ်စီဖို့တွေဆက်တိုက်စနအိဇာကြီးရောက်တဲ့အချိန်ဒီသွားပြီ။ ူရှယ်တဲ့ဟုတ်ကြည့်ရတဲ့အခြေအနေကိုမဟုတ်တော့ဘူးဗောနော်အခုတော့လောက်ဒီတင်မှာတော့အားလုံးကိုရောက်ပြနေတယ်ဆိုပေမဲ့အခုကနေဆောက်ပြီးတော့ဆန်လေးဦးယူအောင်ကေဘီနဲ့အနေထားတော့မရှိတော့ဘူးအခုသူစေဘီရှောက်လေးတေကနေပြီးတော့လာပြီးတော့ရက်ခါလေးလဝေတဲ့အခါမှာဆာအေးလေးဆန်လေးဝင်သူလူလူရှင်လို့ဆာအေးလဝေလို့ရှိရင်ရှိလာလေးရှိလာလေးတော့သူလူအဲ့တဲ့တိုက်တော့လို့လေကိုကိုဝေလို့နိုင်တယ်အခုသူတို့ဒီလာပြီးတော့ဝေပြီးနေတဲ့အဖွဲလေးအနေနဲ့က ဆိုင်ဟိုဟိုအဲ့ဒီအဲ့လိုက်စုလို့အချိန်ကြာကြီးစုနေရတဲ့အချိန်တွေကိုရောက်ပါပြီပေါ့နော်ဟိုလာမဲ့လာလိပြေကြလို့ရှိရင်အဲ့ဒီအချိန်တွေတော့တော်တော်ကိုဟိုအခက်ခဲကြုံမဲ့အချိန်တွေမှာဖြစ်သွားပြီတနင်္လာရီမျိုးပေါ်မှာစာရဖရဲ့ထောက်ခံချက်နဲ့ဆံဝေယူခွင့်ပေးထားပေမဲ့ကြီးလက်ဒေသနဲ့လူနည်းစုသာတွားရောက်ဝေယူနိုင်ကြပြီးအများစုကတော့ဝယ်ယူဖို့မတက်တာတဲ့အခြေအနေဖြစ်တယ်လို့ဆိုပါတယ်။ 我开过啥嘞？这嘞，我们今年大三要考本我们怕嘞蛮方便嘞，蛮方便。哎，农村的哎，又多土嘞，这都不同意啊，我讲。公嗯，这哪条公路？哪条去的过？公路，我结果那边有八毛钱的呀，我呢在，我不敢的，哎，在家里八毛钱的呀。啊，不开车了，八毛钱，我三步打工不起啊？还哪我怕嘞？ ဟိုကျွန်တော်ရဲ့အင်္ဂလိပ်စာလိုက်ရကျွန်တော်ရဲ့အင်္ဂလိပ်စာလိုက်ရကိုငါပြီးတော့လည်းတောင်းပြီးတော့ဒါလေးတော့ပဲစာနေရတယ်တော့တောင်းတာပစ္စည်းတွေတော့ပဲဒါကြောင့်မို့တနင်္သာရီမြို့နယ်ကျေးလက်ဒေသနယ်ပြည်သူတွေဟာဒေသထွက်ဆန်တဲ့ OKN စံကို အစစ်စစ်တည်ယူရောင်းဝယ်နေရပြီးဈေးနှုန်းလည်းအဆမတန်မြင့်တက်လာတယ်လို့ဆိုပါတယ်စစ်ကောင်စီရဲ့ကတ်သက်ဖန်ဆီမှုမတိုင်မီက 24ပြီတအိတ်ကို19000ဝန်းကျင်ရှိခဲ့တဲ့ Okinisa တအိတ်ကိုလက်ရှိမှာ73000ဝန်းကျင်အထိဈေးပေါက်နေပြီးတချို့ကြေးရော်တွေမှာတော့38000ဝန်းကျင်အထိဈေးပေါက်နေတယ်လို့သိရပါဗျ။နောက်ပြီးအခုလက်ရှိဒေသခံတွေအ धिक ထားအားကိုးနေရတဲ့ဒေသထွက်ဆန်ဟာလည်းအရင်9000ကျပ်ရှိရာကနေ3000ဝန်းကျင်အထိဈေးတက်လာတယ်လို့ဒေသခံတွေကဆိုပါဗျ။ စံတမကတခြားအတော်ငါကျုပ်ဦးနဲ့စားသုံးစီစက်သုံးစီတွေလည်းဈေးနှုန်းတွေအဆမတန်တက်နေပြီးဝယ်ယူဖို့မရှိပဲဖြစ်နေတယ်လို့ဒေတာခန်တွေကဆိုပါတယ်။ဝတ်သားတစ်ပိတ်သားကို၄000ကျပ်သားတစ်ပိတ်သားကို3000ကျပ်ကျုပ်ဦးတစ်လုံးကို900ကျပ်အထိဈေးပေါင်းနေပြီးစားအုပ်စီတလီတာကို6000အထိဈေးပေါင်းနေတယ်လို့သိရပါတယ်။တနင်္သာရီမြို့နယ်ပြည်သူ့ကော်မတီပူပေါင်းစစ်ကြောင်းတေကပြန်ကြားရေးတာဝန်ခံကိုမျိုးကြီးကတော့ စစ်ရေးပြင်းထန်နေတဲ့တနင်္သာရီမြို့နယ်ကြီးလက်ဒေသတွေကိုစစ်တပ်ကစားတော့ကုန်တည်ယူခွင့်လုံးဝကန့်သတ်လိုက်တဲ့အပေါ်အခုလိုသုံးသပ်ပါတယ်။ဒီစစ်တပ်ဖက်ကနေပြီးတော့ဒီရိတ်ခါတွေကိုရည်ရချက်စစ်စစ်တဲ့ဖျက်တင်တာကတော့အဓိကတော့ကျွန်တော်တို့ဒီတော်လိုင်းရင်ထိတ်ချုံနယ်မြေတွေမှာရှိတဲ့ဒီရဲဘော်လေးပေါ့ဗျာအဲ့ဒီရဲဘော်လေးစီကို မရောက်စီချစ်တာလေအဲ့ဒီကဖြစ်တာပေါ့ဒီကျွန်တော်တို့ထိတ်ချုံနယ်မြေထဲမှာရှိတဲ့ဒီတော်လိုင်းရဲဘော်လေးရောဆိုရင် ီလိုဒီစားနိုင်ရိတ်ခါလေးမစည်းရေတော်တော်လေးကိုငက်ငက်ပြန်မဲ့အနေထားလေးမျိုးဖြစ်အောင်ကိုတို့ကရွေချစ်စစ်တန်လုံနေတာပေါ့အဓိကတော့ပြီးသူလေးစီကိုမရောက်တော့မရောက်တော့ဘူးဆိုရင်ဒီကျွန်တော်တို့တော်လိုက်ရေးဖွဲ့တယ်ကလည်းပြီးသူနဲ့တသားလဲစီးတယ်ဆိုတော့ဒီဒီပြီးသူလေးမရောက်ရဲ့ရဲဘော်လေးစီလည်းမရောက်တော့ဘူးပေါ့နော်အဲ့လိုအဲ့လိုရွေချစ်စစ်စီနဲ့အဲလုံနေတဲ့သဘောလို့ကျွန်တော်တို့တော့အဲ့လိုပဲတုတ်တန်မိတယ်